ဘဘဲပထိန်ပပုပချီပန်းယုံအစားရှိတဲ့မြမမှုပန်းစင်မျိုးကို အခြေခံရိုက်ကူးထားတဲ့ဇလန်းတို့ပြန်ပွဲတစ်ခုကျင်းပသွားမယ်လို့မြမအမှုပညာနှင့်ရင်ကျိမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဘဟုရန်ကုန်မှတည်ရပါတဲ့ အဆိုပါပြိုင်ပွဲကိုမြမနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟိုရန်ကုန်နှင့်မြမနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲသို့ပူးပေါင်းကျင်းပထားဖြစ်ပြီးဇလန်းတို့ပြိုင်ပွဲသို့မြမနိုင်ငံသားအလုံးလူမျိုးဘာသာကြားမှအသက်အရွယ်အကန့်အသတ်မရှိစိတ်ပေါင်းဝင်စားသူဝါသနာရှင်မြည်သူမဆိုဝင်ရောက်ရှင်ပြိုင်နိုင်တယ်လို့သိရပါတယ် ပြန်ပွဲဝင်များအနေနဲ့မိမိကိုယ်တိုင်ဖြစ်စေအဖွဲ့ကိုယ်တိုင်ဖြစ်စေရေးသားဖန်တီထားတဲ့ဇလံကိုကြာမြင့်ချိန်3မိနစ်မှ10မိနစ်ထက်မကျော်လွန်သောရိုက်ကူးထားတဲ့ရုပ်သံဖိုင်များကို အော်တိုဘားလတရက်မှ33ရက်အတွင်းမြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဗဟိုရန်ကုန်နှင့်မြမအမှုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမန္တလေးရုံးခွဲတွေရဲ့အီးမေးလ်တို့ပေးပို့ပြီးရှင်းပြနိုင်တဲ့သို့ဆိုပါအထိဒီလိုပေးပို့လာတဲ့ရုပ်သံဖိုင်တွေကိုဝင် င်ဘာလ3ရက်မှနိုဝင်ဘာလ15ရက်အတွင်းအကဲပြတ်ထိုင်ရဖွဲ့များမှ အမှတ်ပေးစနစ်ဖြင့်စီစစ်ရွေးချယ်ခါစုရစကားများကိုကြီးညာပေးမှဖြစ်ပြီးစုရရှိသူများကို ထိုက်တန်တဲ့စုများချီးမြှင့်နိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်ရှင်။